ခုပြောပြမယ့်သတင်းအကြောင်းအရာကတော့ Flower News တဲ့မှာပေါ့နော်ဖော်ပြထားတဲ့အကြောင်းအရာလေးအဲ့ဒါဘာလဲဆိုတော့တို့ရဲ့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းဒါမြန်မာနိုင်ငံကင်ဆာရောဂါဖြစ်ပွားမှုနှုန်းအများဆုံးပါဆိုရင်ဒုတိယနေရာအနေနဲ့ရပ်တည်နေတာဒီတော့တို့မြန်မာနိုင်ငံအတွင်းမှာဆိုလို့ရှိရင်လည်းကင်ဆာရောဂါနဲ့ပတ်သက်ပြီးတော့ပေါ့နော်ရောဂါရှာဖွေကုသမှုဆိုတာကလည်းအခြားနိုင်ငံပိုင်းဆေးရုံတွေပြီးပုဂ္ဂလိကဆေးရုံတွေပေါ့နော်ဒါပဲရှိတာဒီတော့အခုလိုမျိုးပြဿနာမျိုးဖြေရှင်းပေးဖို့အတွက်ကိုဘယ်လိုမျိုးလှုပ်ဆောင်လိုက်လဲဆိုတော့ဒီနိုင်ငံတကာအစ်စ်မီကင်ဆာရောဂါကုသဆောင်ကိုတဲ့ရန်ကုန်ပြည် ည်သူစေယုံကြီးမှာတိဆောက်တော့မယ်ဆိုတဲ့အကြောင်းအရာလေးအခုလက်ရှိမှာဆိုလို့ရှင်လည်းဒါတိဆောက်နေရပေါ့နော်ဒီတော့ကင်ဆာယောဂဝေနာခံစားနေရသူတွေအနေနဲ့နိုင်ငံတကာအစ်စ်မီကင်ဆာယောဂကုထုံးနေတဲ့ကုသနိုင်မှုအတွက်ကိုကင်ဆာယောဂကုသဆောင်ကိုပြည်သူစေယုံကြီးမှာဆိုရင်တိဆောက်လျက်ရှိနေတယ်ဒီတော့ဖွင့်လှစ်မှာကကြတော့2016ခုနှစ်အောက်တိုဘာလအတွင်းမှာဖွင့်လှစ်နိုင်မှုအတွက်ရည်ရွယ်ထားတယ်ဆိုပြီးတော့စေယုံရဲ့ရန်ကုန်ပြည်သူစေယုံအုပ်ကြီးဌာနနေပြီးတော့သိရှိရတယ်ပေါ့နော်ဒီတော့ကင်ဆာယောဂကိုအစ်စ်မီမြင့်နဲ့ထိထိရရကုသနိုင်မှုအတွက်ဆိုလို့ရှင်ရည်ရွယ်ပြီးတော့အခုလို မျိုးစီစဉ်ထားတာဒီတော့အခုလိုစီစဉ်မှုနဲ့ပတ်သက်ပြီးတော့ပေါ့နော်သိရှိရတဲ့ဒါပြည်သူလူထုတအူပါဆိုလဲဘာပြောထားလဲဆိုတော့အခုလိုမျိုးပေါ့နော်ကင်ဆာယောဂါကိုနိုင်ငံတကာကုထုံးနေနဲ့မြန်မာနိုင်ငံအတွင်းမှာပဲကုသခွင့်ရတော့မှဆိုတဲ့အတွက်သူဘလို့ပြောမလဲဝမ်းသာတယ်ဆိုတဲ့အကြောင်းပေါ့နော်ဝမ်းလဲဝမ်းသာတယ်ဒါအပြင်ပေါ့နော်ဆရာဝန်တွေဆရာမတွေအနေနဲ့ကလည်းဒါထိထိရောက်ရောက်ကြွကြမမဲ့ကုသပေးမယ်ဆိုရင်ပို့ပြီးတော့လဲကောင်းနေတဲ့ပြီးတော့ရန်ကုန်စစ်ရုံကြီးတစ်ခုထဲမှာမဟုတ်ပဲနဲ့တခြားစစ်ရုံတွေမှာပါအခုလိုမျိုးပေါ့နော်နိုင်ငံတကာအဆင့်မီကင်ဆာယောဂါကုသပေးနိုင် ုင်မယ်ဆိုရင်တော့အကောင်းဆုံးပဲဆိုပြီးတော့ဒါပြည်သူလူထုတအူကနေပြီးတော့ရင်ဖွင့်ထားတယ်ပေါ့နော်ဒီတော့အခုလက်ရှိမှာဆိုလို့ရှင်လဲဒါတိဆောက်နေရပေါ့နော်60ရာခိုင်နှုန်းကတော့ပြီးစီးသွားပြီးစပြီးတော့တိဆောက်ခဲ့တာဆိုလို့ရှင်လဲ2015ခုနှစ်ကလေးကပေါ့နော်ဒါ2015ခုနှစ်နိုဝင်ဘာလ1ရက်ထဲကနေပြီးတော့တိဆောက်ခဲ့တယ်ပြီးတော့တိဆောက်မှုတွေအလုံးကိုလည်းနိုင်ငံပိုင်အစိုးရပေါ့နော်နိုင်ငံတော်အစိုးရရဲ့ဒီဘတ်ဂျက်နဲ့ပဲတိဆောက်သွားမယ်ဆိုပြီးတော့ပြောထားတယ် ကောင်းလိုက်တာเนาะဒီလိုမျိုးတိဆောက်မယ်ဆိုတော့လေဟုတ်တယ်အဓိကဟိုအမြဲတမ်းပေါ့ပုံမှန်စေသွင်းကူးသားတာမျိုးတွေအမြဲတစေဒါနဲ့ပတ်သက်ပြီးတော့ဂရုစိုက်ပေးမဲ့ဒါပေါ့เนาะဆရာဝန်ဒီစေုံစေကန်းနေအိမ်ထားအိမ်သူအိမ်သားတွေရှိနေမယ်ဆိုလို့ရှင်ဝိနာရှင်နေနေနဲ့ပို့ပြီးတော့လဲဒါတက်တောင်တက်တာနဲ့အဆင်ပြေသွားမယ်လို့ထင်တယ်เนาะဟုတ်တယ်เนาะဒီတော့လေရန်ကုန်ဆေးရုံကြီးမှာဖြစ်တဲ့အတွက်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့ဒါနိုင်ငံခြားပိုင်ဆေးရုံတွေပုဂ္ဂလိကဆေးရုံတွေထက်တော့အကုန်ကျဈေးကတော့တက်တာတက်တာထင်တယ်နော် ကဲဒါဆိုရင်တော့ဒီခါမှလည်းဆုံးမကြရတာထူးထူးခြားခြားတဲ့ကိုပြောပြအောင်မယ်အဲ့တော့တရုတ်နိုင်ငံကတရုတ်နိုင်ငံဂျင်လင်းပြည်နယ်မှာရှိတဲ့ဒီချန်ဂျူဆိုတဲ့မြို့ပေါ့နော်အဲ့ဒီမြို့မှာရုပ်ထုတွေတခုရှိတယ်အဲ့တော့ဒါသူတော်ဆယ်စုံနဲ့မှာရေးထားတဲ့အကြောင်းအရာလေးပါအဲ့ဒီမြို့ကရုပ်ထုတွေတခုပါလဲဆိုတော့ဝင်းလစ်စလီရုပ်ထုကြီးတဲ့အွန်းဝိလိစလေးရုပ်ထူအဲ့လိုမျိုးအဲ့လိုမျိုးပုံစံမျိုးပေါ့နော်အဲ့တော့အဲ့ဒီရုပ်ထူရကြတော့လေဟို ဒီဘယ်လိုပြောမလဲသူတို့စီမှာတော့ဘယ်လိုမျိုးကြောက်ဒီလိုမျိုးရုပ်ထုကြီးထားလို့ပေါ့နော်ဒါပေမဲ့အဲ့ဒီရုပ်ထုကြီးကိုသူတို့နိုင်ငံမှာရှိတဲ့လူငယ်တစုပါပဲဟိုတခါကြောက်လို့ရှိရင်လည်းတစ်မျိုးလုတ်သွားတယ်တခါကျရင်တစ်မျိုးလုတ်သွားတယ်လုံနေပေါ့နော်အဲ့တော့ဒီခါမှကြတော့ဗာလဲဆိုတော့ပန်းအကြပန်းနေနဲ့အကြအကြပေါ့နော်ဒီအဲ့လိုမျိုးဘောင်းမီအပွားကြီးအဲ့ဒီအပွားကြီးနဲ့ဒါ ထပ်ပြီးတက်ပြီးဝေပေးထားတယ်အဲ့ဒီဘာမျိုးဝေပေးထားရဲ့ရုပ်ကိုဘာမျိုးလဲဝေပေးထားတယ်ဟုတ်တယ်အဲ့လိုမျိုးဝေပေးလိုက်တယ်အဲ့တော့ဖြတ်သွားပြန်လာလူတွေကဟိုမြင်နေကြပုံစံဝိလစ်စလစ်လည်းမဟုတ်ဘောင်းမီကြီးနဲ့ပေါ့နော်ဘောင်းမီပေါ့ပေါ့ကြီးနဲ့ဆိုတော့ဘလိုကြီးလဲပေါ့ဆိုပြီးတော့ထင်ကြပါရဲ့ဒါပေမဲ့အဲ့ဒီရုပ်ထုကိုဘောင်းမီဝေပေးတဲ့လူငယ်တစုကဆိုလို့ရှိရင်တော့တဲ့သူတို့ကပြောထားတယ်လူတွေကိုရီအောင်လုပ်တာမဟုတ်ဘူးတဲ့အမှုပညာဖန်တီးမှုလို့ပြောရဲ့ဆိုတော့ဒါအမှုပညာဖန်တီးမှုတစ်ခုနဲ့လုပ်တာပါဆိုပြီးတော့ပြောထားတယ်အဲ့တော့ဒီသူတို့ကိုယ်တိုင်ကလည်းရုပ်ကြီးကိုဒီပေါ့နော်ရုပ်ထုကိုဘောင်းမီဝေပေးနေတဲ့ပုံတွေကိုလည်းဓာတ်ပုံတွေရိုက်ယူထားပါတယ်တဲ့ ့အဲ့တော့အခုဆိုရင်တော့ဘောင်းမီကိုပြန်ပြီးတော့ချွတ်သွားကြပါပြီဆိုတော့ပုံမှန်တိုင်းဝီလစ်စလစ်ပဲပေါ့နော်ဒီယောက်ကြီးကအဲ့တော့ဆိုပိုးကြည့်ကောင်းတာပေါ့ဘောင်းမီလည်းဆိုပိုးကြည့်ကောင်းတာပေါ့နော်အဲ့တော့ဒါပေမဲ့ဒီ2009ဦးနဲ့တောင်းဆိုလို့ရှိရင်တဲ့ဟိုပေါ့နော်အဲ့ရုပ်ကိုပဲတခြားပေါ့နော်ဟိုမသိလျော်တာရင်းနဲ့လာသွားပြီးတော့ဆင်ရင်သွားတာမျိုးတွေလည်းလုပ်တော့နောက်ပြန်သွားကြမှာပေါ့ဟုတ်တယ်အဲ့လိုမျိုးတွေလည်းလုပ်သွားတာမျိုးရှိရဲဒါပေမဲ့ဟိုအာနာပိုင်းတွေကလည်းဘာကြောက်ဒီအဝတ်ပလာရုပ်ထုယူမြို့လေကောင်မှာလာထားရလဲဆိုတော့လည်းမသိရပါဘူးတဲ့အဲသူတို့ကတော့ဟိုဘယ်လိုမျိုးထိတ်မှန်လဲတော့မသိဘူးဒါပေမဲ့အဲ့လိုမျိုးဝီလစ်စလ ေးနဲ့အမျိုးသားကြီးတို့လည်းကြည့်လို့ဒီလိုမျိုးလုပ်ပြီးတော့နေနေတဲ့ပုံမှာအဲ့လိုမျိုးဝီလစ်စလစ်ဆိုတော့လည်းကောင်းလေးအနေနဲ့ဒါကြည့်ရအဆင်မပြေလို့ထင်ပါတယ်ဘာမှမတော့ဝတ်ပေးကြရတယ်လူငယ်တွေကြောက်လည်းဒီရုပ်ကြီးကိုကြည့်ကြည့်ပြီးတော့တို့နေအိုင်ဒီယာကြီးရတယ်ဘာလို့ဘလို့နောက်အောင်လဲဒီနေ့ဘာလို့လောက်အောင်လဲဆိုပြီးတော့ဟုတ်တယ် ကဲဒီတစ်ခါဆင်ပြောမဲ့အကြောင်းအရာလေတရုတ်နိုင်ငံအကြောင်းပဲအဲ့ဘာလဲဆိုတော့တရုတ်နိုင်ငံမှာသူတို့မောင်းသူမဲ့ရထားကိုစပြီးထုတ်လုပ်လိုက်ပြီပေါ့နော်ဒီတော့သူတို့ထုတ်လုပ်လိုက်တဲ့အခါမှာဆိုရင်เนี่ยအခုဒါဟိုဒီမောင်းသူမဲ့ရထားကိုစတင်ပြီးပြေးဆွဲတော့မယ်ဆိုတဲ့အကြောင်းလေကြေညာထားတယ်ပြီးတော့မောင်းသူမဲ့ရထားဆိုတာတို့တွေသိထားမောင်းသူမဲ့လေရင်တို့မောင်းသူမဲ့ကားတို့ပေါ့အခုရထားဖြစ်သွားပြီဆိုတော့တော်တော်ကြီးအဆင်မြင်သွားပြီပေါ့နော်ဒီတော့တရုတ်မြေအောက်ရထားနည်းပညာမှာဆိုရင်ကြီးမားတဲ့အောင်မြင်မှုမှတ်တိုင်တစ်ခုလို့လည်းပြောလို့ရတယ်တဲ့ပြီးတော့ဒီနှစ်ထဲမှာပဲဒီရထားကိုစမ်းသပ်ပြီးပြေးဆွဲပြီးတဲ့နောက်မှာဆိုရင်အဲ့ဒီ ယထာကိုမှအများအသုံးပေါ့နော်ဒီယထာဖြစ်ဖို့အတွက်ကိုတို့စောင့်ရွက်နေတယ်တဲ့ကြည့်ဒီယထာဆိုရင်သူကဟိုအစအဆုံးလုံးဝအော်တိုပဲဘာလဲဆိုတော့ဆက်ဆနှိုးတာတွေရောနောက်ပြီးတော့မောင်းနေတာယထာဆိုင်တာရန်နာတာရဲ့နောက်ပြီးဆေးကြောတန့်စင်တာအစအဝေးထိုင်းကနေကွန်ထရိုးလုပ်နိုင်နေတဲ့အင်းဒီယထာတန်ရှင်းရအစပေါ့နော်ဒါလုံးဝ ဒီတန်းမှာဆိုရင်မောင်းတူမယ်နောက်ပြီးတော့တန်ရှင်းရအစားအကုန်သူ့လိုလိုလှုပ်သွားမှာဒါနဲ့ပတ်သက်ပြီးတော့စင်ဝါသတင်းဌာနအနေပြီးပြောပြထားတာပါတဲ့ပြီးတော့မောင်းတူမယ်ရထားဖြစ်တဲ့အတွက်ကြောင့်ဟိုလူတွေကဗာပြောလဲဆိုတော့ဒါစိတ်ချရပါမလားပေါ့နော်အားလုံးကနေပြီးတော့ဒီလိုမျိုးမိကုန်နေမိလာမျိုးရှိတယ်ဒါကိုပြန်ပြီးတော့ပြောပြထားတာဗာလဲဆိုတော့ဒီပေါ့နော်မြန်နှုံးမြင့်ရထားထုတ်လုပ်တဲ့နိုင်ငံကမ်ပဏီပိုင်ကနင်းပညာအကြီးကဲကနေပြီးတော့ပြန်ပြီးတော့ဖြေးချတာတယ်ရထားကလုံးဝအော်တိုဆိုတဲ့အတွက်ကြောင့်လူမောင်းတာထက်ကိုတဲ့ပို့ပြီးတော့တောင်ဘေးကင်းတုံးချုံပါတယ်ဆိုပြီးတော့သူကပြန်ပြောထားတယ်တဲ့ဒီတော့မြန်သောအဖြစ်ဒီလိုမျိုးပေါ့ နော်ယထာနဲ့ပတ်သက်ပြီးသွားလာရေးမှာဆိုရင်တချို့ accident တွေဖြစ်တယ်ပေါ့နော်ဒါရီကကြတော့လူတွေရဲ့တခါရရန်ချုပ်ရင်းကြကြပေါ့နော်ဆက်ဖြစ်စီချုပ်ရင်းကြကြဖြစ်နိုင်တယ်နောက်ပြီးလူတွေရဲ့မောင်းနှင်မှုချုပ်ရင်းကြကြလည်းဒါမျိုးတွေဖြစ်တာတဲ့ဒီတော့ဒီယထာကကြတော့အဲ့လိုမျိုးချုပ်ရင်းမှုတွေကိုသူကလုံးဝ short ချပေးနိုင်တယ်ဆိုပြီးဖြေကြားသွားတယ်တဲ့အဓိကယထာဆိုရင်ဤပညာမြင့်တဲ့ရှာဖွေကရိယာတွေထည့်သွင်းထားတဲ့အတွက်ကြောင့်အဲ့ဒီယထာလန်းတစ်လျှောက်မှာအတားဆီးအနေတစ်ခုရှိလာမယ်ဆိုရင်အဲ့ဒီယထာအလိုလျောက်တော့ automatic ပေါ်ထုတ်ပေးမှာသူစမ်းသပ်ရှာဖွေမှုစနစ်ပါပါပြီးသားပေါ့နော် ပြီးတော့ယထာလန်းတွေလွဲသွားတာမျိုးတွေဒါမျိုးရှိခဲ့မယ်ဆိုရင်လည်းသူကအဲ့ဒီယထာအလိုလျောက်သူ့အလိုလိုရက်တန့်ပြီးသွားမှာတဲ့ပြီးတော့လိုအပ်မှဆိုရင်ယထာကမောင်းသူမဲ့အခြေအနေကနေပြီးတော့ဒီယထာကိုပေါ့နော်တက်ပြီးတော့လူကိုယ်တိုင်မောင်းနေမှုအတွက်ကိုလည်းအဲ့စနစ်ကိုပါထည့်သွင်းပေးထားတယ်။အော်အဲ့လိုမျိုးကြောင့်လည်းကောင်းတာပေါ့နော်စိတ်ချတာပေါ့ဟုတ်တယ်ဒီကဘာပဲပြောပေါ့နော်အခုလိုမျိုးနီးပညာမြင့်တဲ့ဒီပေါ့နော်အော်တိုမက်တစ်ပေါ့နော်လူဒါလူမောင်းတာအထက်ကိုပို့ပြီးစိတ်ချရယထာပေါ်လာပြီးဆိုတော့သူတို့နိုင်ငံကတော်တော်ဂုဏ်ယူနေမှသိကြတယ်နော်ဟုတ်တယ်နော်ဒီထွေမှုတွေကလည်းဒါအမြဲမပြတ်ပဲ သူတို့နိုင်ငံမှာတခုပြီးတခုဒီဂျိုနယ်တွေ့ရတယ်ပြီးတော့သူတို့ကြကြဖြစ်ရတယ်ဆိုလည်းသူတို့နိုင်ငံမှာတွေ့ရတယ်သူတို့နိုင်ငံနဲ့ကဲဆိုရင်ခဏနားလိုက်ရအောင်เนาะထပ်မံပြတင်ဆက်ပေးစရာအကြောင်းအရာရှိပါသေးတယ်အခုတော့ဒီမှာခဏလေးနားအောင်မယ်เนาะ